အလုံးမင်းမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့မြမရွှေဈေးတွေကတော့နှင်းငယ်တက်ပါတယ်မြမငွေဈေးတွေကလည်းနှင်းငယ်ပြောင်းလဲမှုရှိပါတယ်ဒီနေ့က9ရက်နေ့9လပိုင်း2020နဲ့9ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကထိုင်းစံတော်ချိန်မနက်ပိုင်း17:30ရှိနေပါပြီ မြန်မာရွှေက55ပဲရေတကြသားကို69ဒိန်းနဲ့မှာ9000 16ပဲရေကြသားကိုဆိုင်ကရောင်းတဲ့ဈေးက84ဒိန်းနဲ့မှာ1000ဆိုင်ကလက်ခံတဲ့ဈေးက83ဒိန်း3000နဲ့ပေါက်ဈေးရှိနေပါတယ်။လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်ကွာချမှုလည်းရှိနိုင်ပါတယ်။ ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက၄430ဆိုင်ကလက်ခံတဲ့ဈေးက၄360ယူရိုငွေတရုတ်ကိုမြန်မာကျပ်ငွေ၄980စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3430ဆိုင်ကလက်ခံတဲ့ဈေးက3380တရုတ်ငွေဒီယွမ်ကိုမြန်မာကျပ်ငွေ604ကျပ် ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2835ကျပ်ဒိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးချက်ယူသမားတွေကဘက်ငွေ865ဘက်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးဘက်ယူသမားတွေကကျပ်သိန်းကိုဘက်ငွေ850ဂျပန်ငွေ3340ကျွန်းတသမာ8လေးကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ66တသမာ15ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3253တသမာ28ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1924တသမာ62ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှဲငယ်ကွာချမှုလည်းရှိနိုင်ပါတယ်မိမိ ီတော်နေနိုင်ငွေလွှဲတော်မယ်ငွေလဲလဲလုတော်မယ်ဆိုရင်ဝတ်ဆောင်ကပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှာပဲငွေလဲလဲလုတ်ချပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်မြမရွှေစင်းငွေစည်းတွေကိုမြန်မ်းတင်ပေးပါတယ်မြမရွှေစင်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကိလို့ပြရှင်းနိုင်ကြပါစေ